ီကနေ့မှာဆွေးနွေးတင်ဆက်ပေးမယ့်အကြောင်းအရာကတော့အာရှတိုင်းရဲ့အင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့တရုတ်နဲ့ဗီယက်နမ်နိုင်ငံတွေကိုတပြိုင်နက်တည်းချင်းချောင်းနေတဲ့အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းကြီးရဲ့အကြောင်းပဲဖြစ်ပါရဲ့ရှင်။ဒီမုန်တိုင်းရဲ့နာမည်ကတော့ဖူအလွိုင်းလို့ခေါ်ဆိုပါရယ်။ဒီမုန်တိုင်းကတာမန်ရာသီဥတုဖြစ်စဉ်တစ်ခုတော့မဟုတ်ပါဘူး။သူ့ရဲ့ပြင်းအားကိုခံမှန်းကြည့်မယ်ဆိုရင်တော့အဆင့်15အထိပြင်းအားရှိနိုင်တယ်လို့မိုလီဝဒပညာရှင်တွေကသုံးသပ်ထားကြပါရယ်။ဒီလိုအဆင့်အထိကိုပြင်းထန်နိုင်တဲ့အတွက် အပြက်စွမ်းအားကြီးမားတဲ့မော်နိုင်တစ်ခုဖြစ်တယ်လို့သတ်မှတ်နိုင်ပါတယ်။ဒါအပြင်ဒီမော်နိုင်ကြီးကြောင့်ဒေသတွင်မှရှိတဲ့လူသန်းပေါင်းများစွာရဲ့အသက်အိုးအိမ်စီးစင်တွေကလက်တလုံးမှာအန်ဒီရဲ့ရေအောက်ကိုကျရောက်နေရပဲဖြစ်ပါတယ်။ဒါဟာအာရှတိုက်တစ်ခုလုံးကအာယုံဆိုင်နေရတဲ့သတင်းဖြစ်ပါတယ်။ သတင်းဒီစတင်ပြီးတော့ရရှိခဲ့တဲ့စက်တင်ဘာလ28ရက်2025ခုနှစ်အစောပိုင်းအချိန်ကာလစီကိုအရင်ဆုံးပြန်ပြီးတော့အသွားကြည့်ရအောင်ပါရှင်။မောင်နှမ်းရဲ့လမ်းကြောင်းကတရုတ်နိုင်ငံရဲ့ Hainan ကျွန်းစီကိုဥတီနေခဲ့တဲ့အတွက်တရုတ်ဆိုရာအချိန်မဆွဲဘဲနဲ့ချက်ချင်းဆိုသလိုအမြင့်ဆုံးတုံ့ပြန်မှုတွေကိုလုပ်ခဲ့တာတွေ့ရပါတယ်။တရုတ်ဆိုရာကတိုင်ဖွန်မုန်တိုင်းဘောလွိုင်းအကြောင်းဖြစ်ပေါ်လာမဲ့မိုးသည်ချန်စွာရောက်သွမှုနဲ့လေရင်းတိုက်ခတ်မှုအန်ဒီယရီအထွက်ကို ဟိုင်နန်ကျွန်းရဲ့တောင်ပိုင်းပြည်နယ်တွေမှာအမြင့်ဆုံးအဆင့်ဖြစ်တဲ့အနီရောင်အဆင့်သတိပေးချက်ကိုထုတ်ပြန်ခဲ့ပါတယ်။သတိပေးချက်ဒီမှာအနီရောင်အဆင့်ဆိုတာဘလောက်ထိအရေးကြီးလဲဆိုတာပြည်သက်ကြီးတို့သိကြမှာပါ။ဒါအခြေအနေရဲ့လိင်နဲ့ပြင်းထန်မှုကိုအတိအလင်းပြသနေတဲ့အချက်ပါပဲ။ဒီလိုအဆင့်ကိုထုတ်ပြန်ပြီဆိုရင်ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းရမယ်။လှုပ်ရှားသွားလာမှုတွေကို ပြေဝကန့်သတ်ရမယ်။ကယ်ဆယ်ရေးတပ်ဖွဲ့တွေကိုအသင့်အနေထားမှာထားရမယ်ဆိုတဲ့အထိပ္ပယ်တက်ရောက်နေပါတယ်။ ဘူအလွိုင်းကတရုတ်အစိုးရရဲ့အမြင့်ဆုံးရေးပေါ်တုံ့ပြန်မှုကိုရယူခဲ့ရတဲ့မုံတိုင်းဖြစ်တယ်လို့ဆိုရမှာပါ။စတေမာ28ရက်နေ့မနက်ပိုင်းကလေးကစပြီးတော့ကျောင်းနိုင်ငံရဲ့တောင်ပိုင်းပြည်နယ်တွေနဲ့အထူးသဖြင့်ကယူရန်ဒေတာဖြစ်တဲ့ဟိုင်နန်ကျွန်းကဘူအလွိုင်းမုံတိုင်းရဲ့ရိုက်ခတ်မှုကိုအပြင်းထန်ခံစားခဲ့ရတယ်လို့သတင်းရင်းမြစ်တရားနဲ့အတည်ပြုနိုင်ခဲ့ပါတယ်။ဒီဘူလိုင်းမုံတိုင်းဟာဒီနေ့အတွင်းတရုတ်နိုင်ငံကိုဝင်ရောက်ခဲ့တဲ့မုံတိုင်းတွေထဲမှာ အအလုံး20မြောက်မုံတိုင်းဖြစ်တဲ့ဆိုရဲအချက်ကကိုဒီဒေတာရဲ့မုံတိုင်းတန်ဘလောက်ပြင်းထန်နေတယ်လဲဆိုတော့ညွှန်ပြနေပါတယ်ဒီမုံတိုင်းရဲ့ထူးခြားချက်တစ်ခုကတော့ဘူအလိုင်းကထီယုံနိုင်ငံရဲ့ဂုံတွင်းပိုင်းကိုတိုက်ရိုက်ဝင်ရောက်တာမဟုတ်ပါဘူးဒါပေမဲ့လို့ပင်လယ်ပြင်မှာလည်းပတ်နေတဲ့သူ့ရဲ့တည်ရောက်မှု area ကအလွန်ကျေပြန့်တဲ့အတွက်ပြည်နယ်ပေါင်းများစွာကိုစူးစူးရထိခိုက်စေခဲ့တာဖြစ်ပါတယ်အဓိကထိခိုက်တဲ့ပြည်နယ်တွေကိုကြည့်မယ်ဆိုရင်တော့ပင်လယ်ပြင်ရဲ့အနီးဆုံးဖြစ်တဲ့ဟိုင်နန်ကျွန်း လူရေထုထက်တဲ့ကွမ်တုံပြည်နယ်တောင်ဘက်ပိုင်းကယူနန်ပြည်နယ်ပြီးတော့ကွမ်ရှိဒေသစားရပြည်နယ်တွေကဘူလွိုင်းမုံတိုင်းရဲ့လေပြင်းထန်တဲ့မိုးရံကိုအပြင်းထန်ခံစားခဲ့ရပါတယ်။ဟိုင်လန်ကျုံးပေါ်ကလက်တွေ့မြင်ကွင်းကိုပြောရမယ်ဆိုရင်တော့စက်တင်ဘာ28ရက်နေ့မနက်အစောပိုင်းကတည်းကစတင်ပြီးတော့ကျောင်းဝက်ဖွေကောင်းလာအောင်ဦးနေတဲ့လေပြင်းတိုက်ခတ်တဲ့နေရာတစ်ကျွန်းလုံးပဲ့တင်ထန်နေခဲ့တယ်လို့ဒေသခံတွေက ပြောပြခဲ့ကြပါတယ်။လွန်ခဲ့တဲ့ရက်နေ့ငယ်ရမစူပါတိုင်ဖွန်းရာဂါဇာရဲ့အဖြတ်စွမ်းအားကြောင့်အကြီးအကျယ်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ထ িয়োগ နိုင်ငံကအခုတကဘူအလွိုင်းမုန်တိုင်းရဲ့အင်အားပြင်းထန်မှုအောက်မှာနောက်တစ်ကြိမ်ထပ်မံပြီးတော့တုံလို့ခြောက်ခြားခဲ့ရပြန်ပါတယ်ရှင်။ပြောရရင်တော့မုန်တိုင်းတန်ကိုစတိုက်ခံနေရတဲ့အခြေအနေပါ။ဒီလိုမျိုးအဖြတ်စွမ်းအားပြင်းတဲ့မုန်တိုင်းတွေဟာတစ်ခုပြီးတစ်ခုအဆက်မပြတ်ဝင်ရောက်လာတာကြောင့်တရုတ်ပြည်သူလူထုကြားမှာမေကွန်းနေဆိုရင်ပူပန်မှုတွေက အကြီးအကျယ်ပေါ်ထွက်လာနေပါတယ်။လူမှုကွန်ရက်တွေပေါ်မှာပြန့်နှံ့နေတဲ့အ धिक မိကွန်ကြီးတွေကိုခြေထဲလိုကြီးလိုက်မယ်ဆိုရင်တော့ဘာကြောင့်လူဦးရေတန်းတစ်ထောင်ကျော်ရှိတဲ့ငါတို့နိုင်ငံကဒီနေ့မှာဒီလောက်တောင်ကြမ်းတမ်းတဲ့မုန်တိုင်းရေရဲ့ရိုက်ခတ်မှုကိုအကြိမ်ကြိမ်ခံနေရတာလေ။ပြီးတော့ဘာကြောင့်ဆောင်းဥရာတီမှာဖြစ်တဲ့မုန်တိုင်းတွေကအရင်နှစ်တည်းကထက်ပိုပြင်းထန်ပိုစိတ်ပြီးတော့ပိုအဖြစ်ဆွမ်းအားကြီးလာတာလေ။စရဲရာသီဥတုပြောင်းလဲမှုနဲ့ဆက်စပ်နေတဲ့မေကွန်းတွေကတရုတ်လူမှုကွန်ရက်တွေပေါ်မှာပြန့်နှံ့နေခဲ့ပြီးတော့ ဒေတာတွင်ပြည်သူတွေရဲ့စိုးရင်စိတ်တွေကိုပို့ပြီးတော့ပေါ်လွင်စေခဲ့ရပဲဖြစ်ပါတယ်။ဒီလိုမွန်တိုင်းနေဇက်တိုက်ဝင်ရောက်မှုဟာရာသီဥတုဖောက်ပြန်မှုရဲ့ရိုက်ခတ်မှုဖြစ်နိုင်တယ်လို့ပညာရှင်တွေကသုံးသပ်နေကြပါတယ်။ပထမဆုံးအနေနဲ့တရုတ်အာဏာပိုင်တွေဟာဒီမုံတိုင်းရဲ့အန်ဒီယေကိုလုံးဝရှော့မတွက်ခဲ့ဘူးဆိုတာကိုအလေးပေးပြောကြားလိုပါတယ်။စက်တင်ဘာလ29ရက်နေ့မနေ့အစောပိုင်းကတည်းကတရုတ်မိုးလေဝသပညာရှင်တွေကဘူလွိုင်းမုံတိုင်းရဲ့ ကွန်ပျူတာမော်ဒယ်ခန့်မှန်းချက်တွေကိုအနည်းငယ်စောင့်ကြည့်ပြီးတော့သုံးသက်ချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။အဲဒီသုံးသက်ချက်ကတော့မုံတိုင်းဟာဗီယက်နမ်နိုင်ငံကိုတိုက်ရိုက်မဝင်ရောက်ခင်မှာဟိုင်နန်ကျွန်းရဲ့အတောင်ပိုင်းဒေသကိုဝင်ရောက်ရိုက်ခတ်နိုင်ခြင်းအလွန်များတယ်ဆိုတာပါပဲ။ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့အားလုံးနားလည်ထားရမယ့်အရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်။အဲဒါကတော့သဘာဝတရားအထူးသဖြင့်တိုင်ဖွန်းမုံတိုင်းရဲ့လာရာကဘယ်တော့မှတရားရဂိုင်းလုံးတိကျစွာခံမှန်းလို့မရဘူးဆိုတဲ့အချက်ပါပဲ။ ခင်မီကျလူနီပညာတွေအစွမ်းထက်ကွန်ပျူတာမော်ဒယ်တွေဘလောက်ပဲတိုးတက်လာနေပါစေပလဲရေစီချောင်းရဲ့အပြောင်းလဲလေလူဖီအားစနစ်ရဲ့ရုပ်တရက်ပြောင်းလဲမှုတွေကြောင့်မုံတိုင်းတွေဟာအနာရီပိုင်းအတွင်းမှာပဲလမ်းကြောင်းအနေငယ်ပြောင်းသွားနိုင်တယ်လို့အရှင်ဟိုရုပ်တရက်မြင့်တင်လိုက်တာမျိုးလဲဖြစ်တတ်ပါတယ်ဒါကြောင့်အနာပိုင်းတွေကဂိန်းဟိုရန်ပြည်နယ်တွေနဲ့ဟိုင်နန်ကျွန်းကိုလုံးဝပေါ်ဆောက်လို့မရအောင်ဆိုတဲ့သတိပေးချက်ကိုအထူးတင်းကျပ်စွာနဲ့ထုတ်ပြန်ခဲ့ပါတယ်ဒါကြောင့်ဒေသခံအစိုးရအဖွဲ့တွေရော ဘေးလွယာရွှေပြောင်းရေးစခန်းနေကြိုတင်ပြင်ဆင်တာကယ်ဆယ်ရေးပစ္စည်းတွေစစ်ဆေးတာပင်လယ်ထွက်နေတဲ့ငါးဖန်သင်းမောတွေကိုအမြန်ဆုံးပြန်ခေါ်တာတွေအချိန်မီလှုပ်ဆောင်ခဲ့ကြပါတယ်ဒီတော့စက်တင်ဘာလ28ရက်နေ့ညနေပိုင်းမှာအချိန်နီးကပိုပြီးတော့တင်းမာလာပါတယ်ဒီနိုင်ငံရဲ့ဗဟိုမူလဝတ္ထစောင့်ကြည့်ဌာနကနေပြီးတော့သတိပေးအချက်အဆင့်ကိုအဝါရောင်အဆင့်အထိတိုးမြင့်ပြီးတော့ထုတ်ပြန်လိုက်ပါတယ်ဒီနိုင်ငံရဲ့သတိပေးချက်စနစ်မှာအပြာအဝါလိမ္မော်အနီဆိုပြီးတော့အဆင့်၄ဆင့်ရှိရမှာ အဝါရောင်ဆိုတာကတိတာထင်ရှားတဲ့ဘေးအန္တရာယ်တစ်ခု24နာရီအတွင်းမှာကြာရောက်တော့မယ်လို့အချက်ပြလိုက်တာနဲ့အတူတူပါပဲဒီထုတ်ပြန်ချက်မှာပိုလိုင်းမုံတိုင်းကအားပိုကောင်းလာနေပြီးတော့ဟိုင်နန်ကျွန်းတောင်ပိုင်းကိုတတမမတ်ဦးတည်နေပြီဖြစ်ကြောင်းတရားဝင်အတည်ပြုလိုက်ပါတယ်အဲ့ဒီအချိန်ဟာခံမှန်းခဲ့တဲ့ဂိမ်းကနန်းတွေကလည်းတုံလို့ဆရာပါပဲမုံတိုင်းဘဟုအနီးကအမြင့်ဆုံးလေတိုင်းတော့ကအဆင့်ဆက်3အထိရှိနိုင်တယ်လို့ဆိုတာပါ ပို့ပြီးတော့ရှင်းအောင်ပြောရရင်တဟာတစ်စက္ကန့်ကို34မီတာနှုန်းတနအီယိုကီလိုမီတာ120ကျော်နှုန်းနဲ့ညီမျှနေတဲ့အချိန်မှာဒီအချိန်ကအဝေးပြေးလမ်းမကြီးပေါ်မှာကားတစ်စီးအချိန်ပြင်းပြင်းမောင်းနေရထက်တောင်ပုံမြန်ပါတယ်ဒီထက်ပို့ပြီးတော့စိုးရင်စရာကောင်းတာကလေပြင်းတိုက်ခတ်တဲ့ area ကအချင်းဝက်ကီလိုမီတာ320အထိကျယ်ပြန့်နေဆိုတဲ့အချက်ပါပဲဆလိုတာက မုံတိုင်းမျက်စိရကိုမျိုးပေါ်တိုင်းရိုက်မရောက်ခင်တောင်မှကီလိုမီတာ300ကျော်အကွာဝေးရနေတောင်သူရဲ့အဖြက်စွမ်းအားပြင်းတဲ့လေပြင်းတွေရဲ့တံကိုအပြင်းထန်ခံရနိုင်တယ်ဆိုတဲ့သဘောပါပဲဒါပေမဲ့မိုးလေဝသပညာရှင်တွေရဲ့စိုးရိမ်မှုကဒီမှာပဲမရတန်းခဲ့ပါဘူးသူတို့ကဒီထက်ပိုဆိုးတဲ့အခြေအနေတွေကိုလည်းထူထင်ပြီးတော့တွက်ဆထားခဲ့ပါတယ်မုံတိုင်းကကန်းစီနဲ့ပို့ပြီးတော့နီးခတ်လာတဲ့အခါပယ်လေရင်တွေစီကနေစွမ်းအင်တွေထက်မှန်ရရှိပြီးတော့ သူတို့ရဲ့ပြင်အားအစင်းဆက်လေးတစ်စက္ကန့်ကိုမီတာ90နှုန်းအထိကိုမြင့်တက်လာနိုင်တယ်လို့ခန့်မှန်းခဲ့ပါတယ်။ဒီထက်ဆိုတာတခါတရံရုတ်တရက်တိုက်ခတ်တဲ့လေပြင်းတွေကအမြင့်ဆုံးအစင်းဖြစ်တဲ့အစင်း15အထိတောင်ရှိနိုင်တယ်လို့ဆိုပါတယ်။ဒါအောင်မြင်အောင်ကြည့်လိုက်ပါ။အစင်း15ဆိုရယ်ပြင်အားကဘလောက်တောင်ကြောက်စရာကောင်းလဲဆိုရင်အားနေတဲ့ကန်ယူရင်းကအဆောက်အုံတွေအထူးသဖြင့်သူမိုးထရန်ကာအိမ်တွေကိုစကူစားတွေလိုမျိုးစုပ်ဖြဲပြနေပါတယ်။နှစ်ပေါင်းများစွာတည်တန်းရှိတဲ့ တတိယသစ်ပင်ကြီးတွေကိုတောင်အမြစ်ကနေလမ်းကျွတ်ထွက်သွားအောင်တိုက်ခတ်နိုင်ပါတယ်။လမ်းတွေပေါ်ကအီယာမဆိုင်းပုတ်ကြီးတွေကိုကစားစရာအရုပ်တွေလိုဆွဲလွဲပြစ်နိုင်ပါတယ်။ လေးလက်တဲ့ကုန်တင်ကောင်းကြီးတွေကိုလမ်းမပေါ်မှာတိမ်းမောက်သွားစီနိုင်ပြီးတော့ပင်လယ်မှာကြောက်ချော့ထားတဲ့သင်္ဘောငယ်တွေမပြောနဲ့အလက်စားကုန်တင်သင်္ဘောတွေကိုတောင်းဘေးဆောင်မှောက်သွားစီနိုင်တဲ့အထိအဖြစ်ဆွမ်းအားပြင်းထန်ပါတယ်ဒီခမန်းချက်တွေကဆာရွက်ပေါ်ကကိန်းကနန်းတွေမဟုတ်တော့ပဲဟိုင်နန်ကျွန်းပေါ်မှာနေထိုင်တဲ့လူသန်းပေါင်းများစွာရင်ဆိုင်ရမယ့်တကယ်လက်တွေ့အကြောင်းမဲ့ဖွယ်ရာချင်းချမှုကြီးဖြစ်လာခဲ့ပါတယ် အာနာပိုင်းတွေကလေပြင်းတိုက်ခတ်မှုတစ်ခုတည်းကိုပဲအာရုံစိုက်ပြီးတော့သတိပေးခဲ့တာမဟုတ်ပါဘူး။သူတို့ကလေနဲ့အတူပါလာမဲ့ရေကြီးမှုရဲ့အန်ဒီယယ်ကိုလည်းအထူးသတိပြုဖို့တဖွားဖွားပြောကြားခဲ့ပါတယ်။မုံတိုင်းနဲ့အတူအင်အားကြီးမတဲ့မိုးတိမ်တောင်တွေပါလာမှာဖြစ်တဲ့အတွက်စတင်ဘာလ28ရက်နေ့ကနေ30ရက်နေ့အထိ3ရက်တိတိဟိုင်နန်ကျွန်း၊ကွမ်တုံပြည်နယ်၊ကွမ်ရှိပြည်နယ်တွေသာမကဂုံတွင်းပိုင်းကြားတဲ့ယူနန်နဲ့ကွေကျိုးပြည်နယ်တောင်ပိုင်းတွေအထိ မိုးသက်ထန်စွာရွာသွန်းရွာနဲ့အလွန်သိမ်းထန်စွာရွာသွန်းမှုတွေနဲ့ရှင်ဆိုင်ရမယ်ဆိုပြီးတော့လဲခံမှန်းထားတာဖြစ်ပါတယ်။ပုံမှန်မိုးရွာရွာနဲ့မတူဘဲနိုင်ရင်ငယ်အတွင်းမှာတလားစာရွာရမယ်မိုးထက်တောင်ပို့ပြီးရွာချတာမျိုးလောက်အထီကိုပြင်းထန်နိုင်ပါတယ်။ဒီလောက်များပြတဲ့မိုးရေချိန်ကမြေနေပိုင်းဒေသတွေမှာရှင်တို့မြောင်းတွေရဲ့စွမ်းဆောင်ရည်ကိုကျော်လွန်သွားပြီးတော့ရုတ်တရက်ရည်ကြီးမှုတွေဖြစ်စေနိုင်တယ်လို့တောင်ကုန်းတောင်တန်းတွေပေါ်မှာဆိုရင်လည်း မြေကြီးရရေကိုဆုပ်ယူနိုင်စွမ်းမရှိတော့ဘဲမြေပြုံမှုအန်ဒီရယ်ကိုဖြစ်ပေါ်လာစေနိုင်ပါတယ်။ဒါကကန်းစီမျိုးလေးတစ်မျိုး၊ကျွန်းလေးတစ်ကျွန်းရဲ့ပြဿနာမဟုတ်တော့ဘဲဒီနိုင်ငံတောင်ပိုင်းကပြည်내ကြီး၄ခု၅ခုကိုတပြိုင်တည်းဒုက္ခပေးနိုင်တဲ့ အီယာမရေဘေးအန်ဒီယယ်ကြီးတစ်ခုဖြစ်လာနိုင်ကြောင်းဂျိုတင်သတိပေးလိုက်တာပဲဖြစ်ပါတယ်။ဒီလိုကြီးမားတဲ့အန်ဒီယယ်ကိုရင်ဆိုင်ဖို့တရုတ်အစိုးရကအလွန်လင်းမြန်စွာနဲ့တတိယရောက်တုံ့ပြန်ဆောင်ရွက်ခဲ့ပါတယ်။ရေအရင်းမြေဝင်ကြီးဌာနဟာညာရင်းချင်းအရေးပေါ်အစည်းအဝေးတစ်ခုကိုကျင်းပခဲ့ပြီးတော့ဒေသအာဏာပိုင်တွေကို ရေဘေးကာကွယ်ရေးအစီအမံတွေအစဉ်အသစ်ပြင်ဆင်ထားဖို့ညွှန်ကြားခဲ့ပါတယ်။ ဒါအပြင်မြေဝမ်းရေလွဲစနစ်တွေကိုအချိန်မရွေးဖွင့်လင်းနိုင်ဖို့အသည့်အနေထားမှာရှိနေဖို့နဲ့ဆယ်ရီကျိုးပေါက်တဲ့ကပ်ဘေးမျိုးမဖြစ်အောင်ကာကွယ်ဖို့လည်းအထူးထွန်းချက်စွာနဲ့ညွှန်ကြားခဲ့ပါတယ်။ဟိုင်နန်ကျိုးမှာဆိုရင် VND ရဲ့ကာကွယ်ရေးနဲ့ထိန်းချုပ်ရေးကော်မတီကရေးပေါ်တုံ့ပြန်မှုအဆင့်ကိုအဆင့်နှစ်အထိတိုးမြင့်သတ်မှတ်ခဲ့ပါတယ်။ဟိုင်နန်ကျိုးရဲ့ဂုံယူစရာဖြစ်တဲ့အမြန်ရထားကွန်ရက်တစ်ခုလုံးကို လုပ်ငန်းကြီးအားလုံးရက်ဆိုင်ခိုင်းခဲ့ပါတယ်။ ပြည်နယ်တွင်းနဲ့ပြည်နယ်ပြင်ပကိုပြည်ဆင်းနေတဲ့ယထာခီးစဉ်တွေကျုံးပေါ်ဝင်ထွက်နေတဲ့ခီးတဲ့တင်ရင်လိုင်းများစွာကိုဖျက်သိမ်းခဲ့တဲ့အတွက်ခီးသောထောင်ပေါင်းများစွာရဲ့တောင်းတင်နေခဲ့ပါတယ်။တာမန်မုံတိုင်းနေမှာတောင်ဖွင့်လင်းလေးရှိတဲ့စာတင်ချောင်းတွေကိုတောင်ဒီတစ်ခါမှာတော့ပိတ်ထားခဲ့ရပါတယ်။မိဘတွေကိုလည်းကလေးတွေကိုအိမ်ထဲမှာပဲလုံခြုံစွာထားရှိဖို့ညွှန်ကြားခဲ့တဲ့အတွက်အိမ်ကယာယီပေးလို့ရခုံလုံးရစကန်နေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ ရခိုင်ပြည်ထဲမှာတော့ဆိုရင်ပူပန်မှုတွေပြန့်နှံ့နေပြီးဒေသခံတွေကတောက်သုံးရေးအစားအစာတွေချုပ်တင်ဆူဆောင်းတာဘရင်ပေါက်တွေကိုတိတ်တိတ်နဲ့ကတ်တာရေကြီးရအောင်ကာကွယ်ဖို့အတွက်သဲအိတ်တွေစုပုံထားတာတွေကိုအလူအရက်လှုပ်ဆောင်နေကြပါတယ်။ဟိုင်နန်ကျွန်းတကျွန်းလုံးကမျက်စိနဲ့မမြင်ရတဲ့ရန်သူတိုင်ဖုန်းမုန်တိုင်းဖိုအလွန်ရဲ့ကြားဝက်ဖွင့်အားနဲ့တိုင်ပွဲဝင်နေရသလိုပါပဲ။ပြည်သူလူထုကိုအစိုးရင်ဆုံးဖြစ်စေခဲ့တာကတော့ဒီနှစ်တစ်လျှောက်လုံးတရုတ်နိုင်ငံကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အင်အားကြီးမုန်တိုင်းတွေရဲ့ အယံမနာဖြစ်နေတဲ့ခွင်းဆက်ပါပဲဆွန်လာကလေးက butterfly dennis raffis rankuli swordfish blue lake tefen mitek haller bankarasha ragaza နဲ့အခုဘောလွိုင်းအထီကိုမုံတိုင်းတစ်ခုဝီးတစ်ခုခံစားခဲ့ရပါတယ်အထူးသဖြင့်စတင်မာလာမှာအင်အားပြင်းထန်မုံတိုင်းတွေကတစ်ခုဝီးတစ်ခုစတိုက်ဝင်ရောက်လာခဲ့တဲ့အတွက်ဂိုင်းရန်ပြည်နယ်တွေက အရင်မုံတိုင်းညရဲ့တန်ကနေပြန်လည်နလန်ထူချိန်တော်မရခဲ့မှနောက်တစ်လုံးရဲ့ရိုက်ခတ်မှုကိုထပ်မံပြီးတော့ခန်းစားခဲ့ရပါတယ်။စင်းအင်းတွေအရနွေရာသီမုံတိုင်းတွေကမကြာခဏဖြစ်ပေါ်လေးရှိပေမဲ့စောင်းရာသီမုံတိုင်းတွေကပိုပြီးတော့အန်ဒီရဲ့များတယ်လို့ဖော်ပြနေပါတယ်။မိုးလေဝသအချက်လက်တွေအရစတင်ပါတဲ့အော်တိုဗာလာတွေမှာဖြစ်ပေါ်တဲ့မုန်တိုင်းတွေရဲ့60ရာခိုင်နှုန်းကျော်ကတိုင်ဖွန်းအဆင့်အထိအားကောင်းလာပြီးတော့အော်တိုဗာလာမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းတွေရဲ့ 84ရာခိုင်နှုန်းကအပြင်းထန်ဆုံးအဆင့်အထိရောက်ရှိတတ်တယ်လို့ဆိုပါတယ်ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့ဒီအချိန်ကာလမှာပင်လယ်ရေမျက်နှာပြင်အပူချိန်ကအမြင့်ဆုံးနေထားမှာရှိနေပြီးတော့တစ်ချိန်တည်းမှာပဲမြောက်ဘက်ကလာတဲ့အေးရဲ့လေတုတွေက တောင်ဘက်ကိုစတင်ရွေလျားလာတဲ့အတွက်ကို လေပြင်းကွာခြားချက်အလွန်ကြီးမားသွားတာကြောင့်ဖြစ်ပါတယ်မုန်တိုင်းတစ်ခုကအေးရဲ့လေတုနဲ့ထိတိုက်တွေ့တဲ့အခါမှာမီးနဲ့တွေ့သလိုပါပဲပြင်းထန်စွာပေါက်ကွဲထွက်ပြီးတော့ ထိန်းချုပ်မရတဲ့မိုးသည်တန်စွာရွာသွန်းမှုတွေပြီးတော့ဥနေတဲ့လေပြင်းတွေနဲ့ရေလွှမ်းမှုမှုတွေကိုဖြစ်ပေါ်စေတော့တာပါပဲ။တမိုင်းရသတိပြနေတဲ့အချက်ကတော့တရုတ်နိုင်ငံမှာဆောင်းဦးရာသီမုန်တိုင်းတွေရဲ့အဖြစ်ဆွမ်းအားကအလွန်ကြောက်စရာကောင်းတယ်ဆိုတာပါပဲ။1993ခုနှစ်မှာစူပါတိုင်ဖွန်းကဟိုင်နန်ကျွန်းကိုဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့လူပေါင်း900ကျော်သေဆုံးခဲ့ရပြီးအင်ဂျီပေါင်း3,600ကျော်ပျက်စီးခဲ့ပါတယ်။ 2016ခုနှစ်မှာ Super Typhoon ကတရုတ်နှစ်လယ်ပွဲတော်ကာလအတွင်းမှာဖူကျန်ပြည်နယ်ကိုဝင်ရောက်ခဲ့ပြီးတော့ပြည်နယ်၁၁ခုကိုဖျက်ဆီးသွားခဲ့ပါတယ်။လွန်ခဲ့တဲ့2024ခုနှစ်ကပဲ Super Typhoon Yagi က Hainan, Guangdong နဲ့ Vietnam ကိုစတိုက်ဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့ဒေသတစ်ခုလုံးကိုတုံ့လုံစေခဲ့ပါတယ်။ဒါကြောင့် Super Typhoon Yagi စာပြပချင်းမှာပဲဖွာလွိုင်းမုန်တိုင်းပေါ်လာတဲ့အခါပြည်သူလူထုရဲ့စိုးရိမ်ကြောက်ရွံ့မှုကအခြေအနေရှိရလို့ဆိုရမှာပါ။ Guangdong ပြည်နယ်မှာဆိုရင်တော့ မုံတိုင်းတစ်ခုပြီးတစ်ခုဆိုတဲ့ hashtag တွေကလူမှုကွန်ရက်ပေါ်မှာရေပန်းအစားဆုံးအကြောင်းအရာဖြစ်လာပြီးဆွေးနွေးမှုပေါင်းတန်ပေါင်းများစွာရှိခဲ့ပါတယ်။လူအများစုကတောင်ပိုင်းရဲ့တကားပေါက်လို့တင်စားခေါ်ဝေါ်တဲ့ဒီဒေသကစိုက်ကလုန်းမုံတိုင်းရဲ့ရှည်ရန်စစ်မျက်နှာဖြစ်နေပြီလို့ခါခါတီးတီးမှတ်ချက်ပေးကြပါတယ်။တချို့ကလည်း ကမ္ဘာရာသီဥတုပြောင်းလဲမှုကြောင့်မုန်တိုင်းတွေကပိုပြီးတော့ခက်မှန်းခက်လာတယ်။ပိုပြီးတော့ကြမ်းတမ်းလာတယ်။ပိုပြီးတော့မကြာခဏဖြစ်ပေါ်လာတယ်လို့သူတို့ရဲ့စိုးရိမ်မှုတွေကိုထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ကျွန်တော်တို့တရုတ်နိုင်ငံရဲ့အခြေအနေကိုပြန်ပြီးတော့ကြည့်ရအောင်ပါစက်တင်ဘာလ28ရက်နေ့နေ့လယ်ပိုင်းမှာဟိုင်နန်ကျွန်းပေါ်ကဂရင်းပေါက်တွေကလေပြင်းအားကြောင့်ပြင်းထန်စွာတုန်ခါနေခဲ့ပါတယ်ပင်လယ်ရေတွေက ပင်လေကာတတိုင်းတွေကိုကျော်လွားပြီးတော့တစ်ချိန်ကခီးသွားရည်နဲ့စီကားခဲ့တဲ့ဂယုရလမတွေကိုဝါမျိုးရောမဲ့အလားလိုင်းကရက်တွေနဲ့လိမ့်တက်နေခဲ့ပါတယ်။ဒါပေမဲ့မိုးလေဝသပညာရှင်တွေကတော့ဒါဟာအဆုံးသတ်မဟုတ်သေးဘူးဆိုပြီးတော့သတိပေးထားပါတယ်။ဆောင်းရာသီကအကုန်ဆုံးဖို့အများကြီးလိုပါသေးတယ်။ဘိုလ်လွိုင်းမုန်တိုင်းတိုက်ခတ်နေတဲ့အချိန်မှာတော့ပစိပိတ်သမုဒ္ဒရာပေါ်မှာအန်ဒီရရှိတဲ့မိုးလေဝသအခြေအနေတွေထပ်မံစတင်နေပြီလို့ဆိုပါတယ်။အခုနောက်ဆုံးအနေနဲ့ မုံတိုင်းရဲ့ခီးစဉ်ကဗီယက်နမ်နိုင်ငံဘက်ကိုဥတီသွားမဲ့အခြေအနေကိုတင်ဆက်ပေးခြင်းပါတယ်။ဗီယက်နမ်မျိုးသားရင်းရင်းနဲ့မိုးလေဝသခမိုင်းစင်တာရဲ့စက်တင်ဘာလ28ရက်ည9:00နာရီထုတ်ပြန်ချက်အရဘူလိုင်းမုံတိုင်းရဲ့ပဟိုကဗီယက်နမ်နိုင်ငံခွန်တီဖီနယ်ကနေငယ်အန်ပြည်နယ်သားကိုအဆင့်15အထိရှိနိုင်တဲ့လေပြင်းနေနဲ့ဝင်ရောက်တိုက်ခတ်မယ်လို့ခန့်မှန်းထားပါတယ်။အရင်နောက်မှာတော့မုံတိုင်းဟာလာအိုနိုင်တဲ့ဘက်ကိုဆက်လက်ရွေလျားပြီးတော့ တဖြည်းဖြည်းအားပြော့သွားမှာဖြစ်ပါတယ်။ညီကုန်းချုပ်နေနဲ့ပြောရရင်တော့တိုင်ဖုန်းမုန်တိုင်းဘူအလွန်ရဲ့တရားမှုကြောင့်ဖီယန်နာနိုင်ငံမြောက်ပိုင်းပြည်နယ်တွေနဲ့တောင်ပိုင်းပြည်နယ်တွေကအေရီးယားကျယ်ပြန့်စွာနဲ့မိုးသည်ထန်စွာရွာသွန်းမှုလေပြင်းတိုက်ခတ်မှုမြေပြိုမှုနဲ့ရုတ်တရက်ရေကြီးမှုတွေကိုရင်ဆိုင်ကြမှာဖြစ်ကြောင်းတင်ပြရင်းနဲ့ဒီသုံးသက်ချက်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။ ောက်ဆုံးရသတင်းတွေကိုဆက်လက်ပြီးတော့စောင့်ကြည့်တင်ဆက်ပေးသွားပါအောင်မယ်။အားလုံးပဲစောင့်မျှော်ပြီးတော့အားပေးဖို့ဖိတ်ခေါ်လိုက်ပါရစေ။